ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူအခုမေခွန်းရှင်ကမက်ရီရီထွေးပါဟုတ်ပြီအသက်ကတော့30ပါဆရာကြီးဟုတ်ပြီစင်ကာပူမှာပါအိမ်အကူလုံနေပါတယ်တဲ့ဟုတ်ပြီဗျာဆရာကြီးရှင်တဲ့တမီးရဲ့ညာဘက်လက်ပခုံးကနေတဲ့လက်ပြင်အထီးတဲ့ကြိုက်နေတာတဲ့၃နှစ်လောက်ရှိပါပြီညာဘက်လက်နော်ဟုတ်ကဲ့ဆရာကြီးပခုံးကနေပြီးတော့လက်ပြင်အထီးတဲ့နောက်ကျိုးဘက်ပေါ့ဟုတ်ကဲ့ဆရာကြီးပခုံးရဲ့လက်ပြင်လက်ပြင်ဆိုတော့ကျိုးဘက်ညာဘက်နော်ဟုတ်ကဲ့ဆရာကြီးဒါတော့ဖြစ်နိုင်တယ် ။ဘာလို့အလုံးလုံးတဲ့စာဥမာဟိုရှုံမယ်ဖြုတ်မယ်ချက်မယ်ပြုတ်မယ်ငရုတ်စည်းထောင်းမယ်စသဖြင့်နော်ကြက်သွန်တီးမယ်အသားခုံမယ်ဆိုညာဘက်ကပဲလောက်ကြတာဟုတ်ဟုတ်ကဲ့ဆရာ။အဲ့ဒီအခါမှာသူမြတ်တခုရှိတယ်။နည်းနည်းဖြစ်လာပြီဆိုရင်လွယ်လွယ်ရလွယ်တဲ့ဆေးအပူတွေကိုမလိမ့်နဲ့လို့ဟုတ်ကဲ့ပါဆရာ။ဆေးအပူလဲရမယ်ခေကကုံဆုံးပါပြီလို့30လောက်ဟုတ်ကဲ့ဆရာ။ဖြစ်လာရင်သူမြတ်ကရမယ်လေးလေးဟုတ်ကဲ့ပါဆရာ။ကရမယ်မရှိတဲ့တနခါဆိုတော့ ဗင်နိုင်ငံရောက်မြန်မာအမျိုးသမီးအဲ့ထဲမှာတနခါပါလားအဲ့တနခါလေးလိမ့်ပြီဟုတ်ကဲ့ပါဆရာနော်အဲ့တနခါကိုတကောတကောလေးရက်ဟုတ်ကဲ့ပါဆရာနော်လိမ့်နေလိမ့်ရက်လဲရတာနဲ့ကိုသမီးတို့စီးဖြစ်ပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာလိမ့်တဲ့ခါမှာအလှလိမ့်တာမဟုတ်ဘူးနော်ဟုတ်ကဲ့ပါဆရာကျမကြီးအတွက်လိမ့်တာတကောလုံးပေါ့နော်နှစ်နာရီတခါတော့လိမ့်ဟာဟုတ်ကဲ့တကောလုံးလိမ့်တာတော့အလုပ်တစ်ခွနဲ့အခွင့်သာမယ်မထင်ပါဘူးဟုတ်ကဲ့ပါဆရာလိမ့်နိုင်တဲ့ ပိတ်ရဲ့လို့စန်ဒေးလို့နေမျိုးရယ်လိန်ပေါ်အားရရဲ့ဆိုရင်တော့ဟုတ်ကဲ့ပါဆရာကျန်တဲ့ရက်ကတော့ဖြစ်တဲ့နေရာလေးကိုဘယူဆိုင်လိန်ကိုကောင်းသွားပါပါဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်းဘုရားရှင်းကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဥတီဟာပါဥကြည်ခဥတီဟာဟောဥတီဟာတောက်ကြပါပြီ43နှစ်ပါဆရာကြီးမေဘုံမေးအရွယ်ကောင်းလေးနေနော်ဟုတ်ကဲ့ဆရာကြီးဆရာမြတ်ကြီးတောင်းတောင်းကိုမြည်မြန်းမယ်ကြီးနော်ဟုတ်ကဲ့ဆရာကြီး ဒူဘိုင်းမှာပါတဲ့ဟောပြပသွားလို့လို့နေဆရာဟုတ်ပြီကားမောင်းရပါတယ်တဲ့ဟုတ်ပြီဒါပေမဲ့ဟိုကိုပိုင်ကားကိုမောင်းကိုပိုင်ကားကိုမောင်းရတယ်လို့မျိုးပေါ့နော်ကုံစီမပါဘူးပေါ့အိမ်ကားမောင်းတာပေါ့နော်ဆရာဟုတ်ပြီဟုတ်ပြီဆရာကြီးခင်ဗျားတဲ့ကျွန်တော်ညဘက်အရန်ဟောက်တယ်လို့ပြောပါတယ်တဲ့ဟုတ်ပြီတအားပင်ပန်းနဲ့နေတွေဆိုတဲ့ဟောက်တန်တအားကျဲတယ်လို့အမျိုးသမီးကအိတ်မရဘူးလို့တောင်ပြောပါတယ်တဲ့ဖြစ်နိုင်ပါတယ်ဟုတ်ကဲ့ပင်ပန်းရင်ဟုတ်ကဲ့ဆရာကြီး ပြင်ပန်းရင်နှစ်နှစ်ဆက်ဆက်အိပ်ကျော်သွားတဲ့ခါမှာအမျိုးသားတွေဟောက်တတ်ပါတယ်ဟုတ်ကဲ့ဆရာအဲ့လိုသူဟောက်နေဟောက်နေတာလို့စိတ်မပြတ်ပါနဲ့သူရဲ့ position ကိုပြောင်းပေးလိုက်ပါဟုတ်ကဲ့ဆရာသူပလက်လှန်ကြီးဟောက်ရင်ဒါလေးသူကိုတွန်းပြီးတော့စောင်းပေးလိုက်ပါဟုတ်ကဲ့ဆရာနော်ဘယ်ဘက်ကိုစောင်းပြီးတော့ဟောက်နေလို့ရှိရင်ဒါလေးပလက်လှန်ပေးလိုက်ပါဟုတ်ကဲ့ဆရာနော်အဲ့လို position အနေသားလေးပြောင်းပေးလိုက်ရင်ကို အဲ့ဟောက်တန်ရော့သွားတဲ့ပါတယ်သမီးဟောဟုတ်ကဲ့တယောက်တည်းဟိုပါဆိုလို့ရှိရင်ရောတယောက်တည်းအိတ်တယ်လို့ဆိုလို့ရှိရင်တယောက်တည်းအိတ်ရင်တော့ဘာခက်ခဲကြီးပဲဆိုတော့ဟောက်ပေါ့သူအတွက်သူဟောက်သွားသူအိတ်ညာပဲဘေးလူတော့ရောက်မှာဖြစ်တာဟာဟာနော်ဟုတ်ကဲ့ဟောက်တော့နှစ်ဆက်ချက်အိတ်ပြောတာပေါ့ဟောက်ဆိုလီတော့ရှူနေအောင်ဆိုလားဟာဟာနော်အဲ့တော့အဲ့ဒီတည်းစင်ညင်ညင်တော့ဘယ်ဆရာပြောတဲ့အကျော်ဆက်ဆောင်စားဟုတ်ကဲ့ပါဆရာအကျော်အစားများတွေဟောက်တာပဲဟောဟုတ်ကဲ့ အာဂါသပါဘူးကနော်ဒါဘာအာဂါသလွန်သွားတာဗောဟုတ်ကဲ့ပါဆရာဟိုအကြွေးစုမူစာဘုရားယူနေတိုင်းစားမယ်ငါကြောကြောကြောတွေ့တယ်တဝါစားမယ်ခရီးရိရှိရမုံတွေ့တယ်အလူကျော်ငမုံကျော်တွေ့တယ်ပေးပေးနှိုက်စားမယ်အဲ့လိုအကျော်စားရင်ဟောင်းပါပဲလားဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ဘုရားရှင်ကြပါစီဗျာ1 2 3ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကကိုဖြိုးပါကိုဖြိုးဟုတ်ပြီအသက်25နှစ် 25အရွယ်ကောင်းလေးညီနော်ဟုတ်မင်္ဂလာတုံးပါပါတဲ့ဟုတ်ပြီဗျာအိမ်ဆိုင်အလုပ်ကိုလုပ်ပါတယ်တဲ့ဘာလို့အိမ်ဆိုင်အိမ်ဆိုင်ပေါ့အိမ်ဆိုင်အိမ်မအဟုတ်အိမ်ဆိုင်ဟုတ်ကဲ့ဆရာကြီးအိမ်ဆိုင်ကလည်းနှမျိုးတော့ရှိသေးတယ်ပြည်လားဟုတ်ကဲ့ဆရာကြီးအိမ်ဆိုင်ဆိုအစာအတော့ရောင်းတဲ့ဆိုင်လည်းအိမ်ဆိုင်ပဲဟုတ်ကဲ့ဆရာကြီးဆောက်လို့ရပစ္စည်းရောင်းတဲ့ဆိုင်လည်းအိမ်ဆိုင်ပဲအိမ်ဆိုင်ပဲဟုတ်အိမ်မဆိုင်ဖွင့်ထတာကိုအိမ်ဆိုင်ခေါ်တာပေါ့ဒါတော့ဘာရောင်းနေလို့မပြောဘူးပေါ့မပြောဟုတ်ဟုတ်ပြီ ဆရာကြီးခင်ဗျားတဲ့လေပြွန်ကျင်းတဲ့ယောဂဖြစ်နေလို့ပါတဲ့ဟုတ်ပြီစေကုတာတက်တာပါတဲ့ဟုတ်ပြီဒါပေမဲ့တဲ့မနေ့3နာရီဆိုနိုးနေပါတယ်တဲ့ဟုတ်ပြီပြန်အိတ်လို့မရလို့ပါတဲ့ဟုတ်ပြီဆရာကြီးစီကတဲ့ကရမက်လိမ့်စေးမှားပြီးတဲ့ညဘက်မအိတ်ခင်လိမ့်ပေးဖို့လှုပ်ထားပါတယ်တဲ့လိမ့်မှာအိတ်ပါလိမ့်မယ်ဟာနောက်တော့ပြောဆက်တယ်ပြောချင်ပါတယ်အဲ့ဒီကရမက်ကို တကောတကောရက်လိုက်ပါဟုတ်ကဲ့ပါဆရာကြီးတခါလေးဆက်မှားချင်ပါတယ် ကရမဲရက်ပြီးတော့ထင်းချက်မစားပါနဲ့ဟုတ်ကဲ့ပါဆရာအိမ်မှာပါအဲ့ဒါဆိုရင်ဟုတ်ကဲ့ပါဆရာသူကအိပ်ပျော်စေမဲ့နီလန်လေးပြောပြပေးပါတဲ့ဟုတ်ပြီအဲ့အိပ်ပျော်စေနီလန်အဲ့အိတ်တဲ့အခါမှာအိရတဲ့ရောက်လိုက်တဲ့မျက်စိမှိတ်ပြီးရင်စိတ်ကဟိုးအနှံ့လျှောက်ရောက်ဟုတ်ကဲ့ဆရာကိုစိတ်ဝင်စားတဲ့နေရာတွေပေါ့နော်ဟုတ်ကဲ့ဆရာနောက်ဆုံးပြောစရာမရှိရင်ငငယ်တော့မညာလိုက်တဲ့ရှိစားအဟောင်းရောက်လို့ရောက် ရောက်တတ်တာ25နှစ်ပဲရှိသေးတယ်ခလေးက25နှစ်ပဲရှိသေးတယ်အော်25နှစ်လည်းရှိရပေါ့အခု9နှစ်တောင်ရည်စားထားနေကြခွာကြတာဘယ်လိုလုပ်မလဲကဲဟုတ်ကဲ့ဆရာနော်ဘယ်နဲ့တကယ်ချင်းတောက်ပြောမဲကွာခလေးချင်းနောက်တာမဟုတ်ဘူးတဲ့တကယ်ကိုရည်စားထားတာလေအေးအဲ့ဒါဆိုလဲရှင်းလူကြီးစကားပြောတယ်တန်ကျွဲပင်ပကက်စင်ဆိုလဲကဲရောက်တော့မလားမသိဘူးလို့နော်တန်ကျွဲပင်ဆိုတာဘယ်လောက်ကြီးလဲ ဒရောင်တော့ပဲရှိတယ်ဟာတပေပေါ့ဟာအဲ့ဒါအဲ့ဒီဂိုင်းလေးကဘယ်လောက်ကြီးမလဲဟုတ်ကဲ့ဆရာအဲ့ဒီမှာစင်ထားတဲ့ပက်ကက်ဆိုတာအဲ့ကလေးကဘယ်လောက်ကြီးမလဲဟုတ်တွေ့ကြည့်ပါတော့ဟုတ်ကဲ့ပါဆရာဆရာစနေနည်း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 ပဲကျဲ့လောက်ပဲရှိမှာတယ်ဟုတ်ကဲ့ဆရာဒါနောက်တော့သူရဲ့တစ်ပြေးတစ်ပြေးနဲ့သေးသွားမှာပေါ့ခစ်ကအဲ့လိုနော်အကြောင်းကြောင့်နေကံစိတ်ဥရုအဟာရတွေကကံတွေလည်းညံ့လာကြတယ်ဟုတ်စိတ်တွေလည်းညံ့လာကြတယ် ုရုတပ္ပရရယ်ပြပြလာတယ်။ကဘာနဲ့ဟုံးပေါ့နော်။ရေဒီပြိုလို့ပြိုခဲလို့ခဲ။အဟာရတွေရလည်းပဲ။ညတော့ဆရာကြီးပါလဲတက်လာတာ။ပုပ်ပားတောင်ကြီးငကိုရနှစ်နှစ်တိုင်းလောင်လာတဲ့။ညတော့တော်တော်လောင်နေပြောတာ။ဟုတ်တယ်အဲ့ဒါလည်းကြားရတယ်ကြားရတယ်။ပူတာပေါ့နော်။အပူတွေလွန်လာတော့ပေါ့။ဟုတ်ပါတယ်သူမြေအဲ့ဒါတော့ပုတ်ပါဆိုရမ်းအေးတာဟုတ်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးခုနစကားပြောပါလဲ တန်ကြွပင်ပကက်စီဟုတ်ကန်စိတ်ဥရုအဟာရတွေကညံ့လာတယ်ပေါ့နော်ဟုတ်တယ်အဲ့ဒါတွေကိုပြင်ရမယ်ဟုတ်ကဲ့ပါဆရာကြီးကိုညံ့ညံ့မှန်းသည်ပြင်ဖို့ဒူတော်ဖြစ်ဖို့ရှိ ဟုတ်ကဲ့ဆရာကြီးညံ့မှာလေးပင် တော်တဲ့ထင်ညံ့တဲ့ညံ့မှာပင်ဟုတ်ကဲ့ပါဆရာကြီးကိုမိုက်မိုက်မှန်းသည်လိန်မှာလာဖို့ရှိဟုတ်ကဲ့ပါရှင်မိုက်ပါလေးပင် လိန်မှာတဲ့ထင်မိုက်မိုက်မိုက်ပါပဲအဲ့တော့ကိုညံ့တဲ့အချက်ကိုညံ့နေလို့သိလိုက်တာပညာရှင်ပဲ ဟုတ်ကဲ့ပါဆရာကြီးအဲ့လေပြင်လိုက်ပါပြင်လိုက်ရင်အခုပြင်တန်တရားကတော့အခုပြင်အခုချက်ချင်းတက်တာတာတမင်ဟုတ်ကဲ့ပါဆရာကြီးခဲ့တာမတက်တာဘူးမတက်တာဘူးဆရာဘာဖြစ်လို့မတက်တာတာလဲမပြင်လို့ပါဆရာပြင်မယ်မပြင်ဘူးဟုတ်ကဲ့ဆရာကြီးရှောင်မယ်မရှောင်တည်တယ်ဘယ်တော့ရှောင်မလဲရှောင်မယ်စားလို့မဝသေးဘူးအဲ့လိုဖြစ်နေတာဘယ်ပြောက်တော့မလဲတမင်တမင်ကျမကြီးရဲ့အဲ့လိုအ short အတင်းလို့လို့မရဘူးကျမကြီးရဲ့ ကဲဆရာကျမ်းမာခြင်းဆိုလက်ကိုတင်စားပြည့်တဲ့ခါမှာအရောကျပရမလာဘဆာကျမ်းမာခြင်းဆိုလက်တပါလို့ပြောတာဟာမမှားဘူးမှန်တယ်တကယ်ကျမ်းမာခြင်းဆိုတာဟာအကြီးဆုံးလက်တကာတွေလက်ထက်မှာအကြီးဆုံးအကြီးဆုံးလက်တကယ်ကျမ်းမာနေလူဘာလူခြင်းတည်းလဲငါစီဝါလူခြင်းလားရှားစန်းစီဝါအလုပ်လူခြင်းလားရှားစန်းအလုပ်ရီစားရှားခြင်းလားရှားစန်းရီစား အကုန်ရတယ်ကျမ်းမာနေကျမ်းမာတယ်ဆိုတာလူတယောက်တည်းအလူအဆုံးပစ္စည်းပါဟုတ်ကဲ့ပါဆရာမလို့ကျမ်းမာကြပါစေစာဝါကြပါစေလို့ဆရာကြီးတို့အမြဲတမ်းကိုမေတ္တာပဲပို့နိုင်တာလေးသမီးရယ်ဟုတ်ကဲ့ပါဆရာကြီးမြတ်တာရပါလေဆရာကြီးကျေးဇူးတင်ပါလေဆရာကြီးရှင်အားလုံးစာဝါနာကင်ပြရရှင်းကြပါစီဗျာ